တရွာလုံးကိုစီးထားပြီးကြက်တီးရွာဖြစ်ပြောင်းလဲနေတဲ့တေလူမတင်းကောင်မင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့2025ခုနှစ်မှာပဲအသစ်ထွက်ရှိထားခဲ့တဲ့အူဒီလာတူဝေးဖြစ်ပါရင်ဒီဇာတ်ကဟာအသစ်ထွက်ရှိထားတဲ့တီလီဂူခေါ်ရာဇလန်ဖြစ်ပြီးတော့နာမည်ရှိမင်းသားမင်းသမီးပါဝင်ထားပါရင်ဇလန်နေ့မှာတော့အူဒီလာအမိရတဲ့ရွာကလေးမှာမင်္ဂလာဦးညမတိုင်ခင်မှာသတို့သမီးပြိုတွေကိုအာရမချင်းတက်ဖြတ်တဲ့တီရူပါတီဆိုတဲ့လူယုံမှတယောက်ဟာသူ့ရဲ့မိမလက်ချက်နဲ့ခေါင်းပြက်ခဲ့ရပြီးတော့ ရွာသားတွေကဆံပြအနေနဲ့တေလူကိုကြီးလေးရဲ့ပြည်ထံပေးဖို့ဆုံးဖြတ်လိုက်ကြပါရီ။အဲဒါကတော့တီရူပါတီရဲ့အလောင်းကိုမကျွတ်မလွတ်စေဖို့အတွက်တရွာလုံးကအစီရင်နဲ့မြေမျိုးလိုက်တာဖြစ်ပြီးတော့ရုံညံဆုံးနီးလန်းနေမြေမျိုးပစ်ပီးချင်းခံခဲ့ရတဲ့တီရူပါတီကတော့ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာတရွာလုံးကိုလက်စားချီခဲ့တယ်။ဒီလိုနဲ့တီရူပါတီလက်ကလွတ်အောင်ရွာသားတွေဘလို့အစီရင်နဲ့ဖြေရှာကြမလဲဆိုတာကိုတော့အတူတူကြီးရှုလိုက်ကြရအောင်ပါ။ ဇလန်နီရဲ့အဆမှာတော့ကော်မလီယောက်ကသွေးတွေပြီးချန်နေပြီးတော့လူတယောက်ရဲ့ခေါင်းပြက်ကိုကင်ထားပါရီအဲ့ကော်မလီကခေါင်းပြက်ကိုကင်လာခဲ့ပြီးတော့ရဲစခန်းထဲကိုဝင်ချလာပါရီကော်မလီကတော့ခေါင်းပြက်ကိုစခန်းမွေးရဲ့ခုံမိုတင်လိုက်ပါရီအဲ့ဒါကြောင့်ရာဒါဒီရိုပါတီကိုတက်ခဲ့တာ6လတော့မကြာသေးတာကြောင့်အခုလိုဖြစ်ရတာလေလို့ရင်းမိရမီနီပါရီအဲ့နောက်မှာတော့ဒီရိုပါတီဆိုတဲ့အမျိုးသားရဲ့အလောင်းကိုရင်ခွဲရုံမှာခွဲစိတ်နေကြပါရီဒီရိုပါကသူ့မိမရဲ့ခေါင်းပြက်တက်ဖြတ်ခြင်းကိုခံခဲ့ရတာပါ ိလိုနဲ့ TU ပါတီအလောင်းကိုရွာကိုပြန်ပြီးတော့တည်လာခေးချပါရင်တကယ်တော့ TU ပါတီကရွာကလေးတွေကိုဒုက္ခပေးခဲ့တာကြောင့်ရွာနီးနားချင်းတွေတသက်မှတ်မိနေအောင်လို့ရွာကလူတွေကသူ့ရဲ့အလောင်းကိုအပြစ်ပေးခြင်းနေပါရင်အဲဒါကြောင့်ရွာကလူတွေက TU ပါတီကိုငြိမ်းချမ်းခွင့်မပေးဘဲနဲ့အလောင်းကိုထောင်းလိုက်ထားပြီးတော့မြို့နယ်ချင်းပြည်ထောင်ပြီးဆုံးဖြတ်လိုက်ပါရင်ပြီးတော့ကြံမဲသွေးနဲ့အလောင်းကိုလိမ့်ပြီးတော့ရွာသားတွေရဲ့လက်သေးကိုနေနဲ့သူတို့ရဲ့ခြေထောက်ကသေးတီနဲ့အဝေးစားအနေအောင်ချီချိုးစားတာတွေကိုအနေအောင်ဝင်းနဲ့ထုတ်ပြီးတော့သူ့အလောင်းနဲ့အတူမြုပ်စီခဲ့ပါရင် တို့တွေဒုက္ခခံခဲ့ရသလိုပဲတီယူပါတီရဲ့ဝိညာဉ်ကလည်းမကျွတ်မလွတ်ပဲနဲ့ဒုက္ခခံနေတယ်လို့ပြောလိုက်ပါရီတီယူပါတီကြောင့်အမိနမဆုံးရှုံးမှုတွေတွေပဲဂျာအိုနားလည်နိုင်မှာပါအဲဒီတော့တီယူပါတီအလောင်းကိုအသေးတဲ့အချိန်မှာသူညီကသာတဲရပါရီအဲဒါကြောင့်တီယူပါတီအလောင်းကနေစကားပြောတဲ့အကြားတဲ့လူတိုင်းကအင်းထဲကိုဝင်ပြေးကြပါရီအဲဒီတော့တီယူပါတီရဲ့ညီကသူ့မကြီးလေထောင်ကျသွားပြီးတော့အကူအလေးတီဆုံးသွားပြီမလို့ဒါမျိုးထပ်မလုပ်တော့ဘူးကိုပြောနေပါရီဒါပေမဲ့တီယူပါတီကြောင့်ရောနာခဲ့ရတဲ့အတွက် ရွာသားကြီးကခွင့်မလို့ပဲသူ့ညီကိုအတင်းဆွဲထုတ်ပါရီဒီရူပါဒီကတော့သူ့ညီကိုကြားခိုင်းနေပြီးတော့သူကိုယ်တိုင်လည်းမသိလိုက်တဲ့အဖြစ်ကိုကျူးလွန်ခဲ့တာကြောင့်သူ့ရဲ့မိမကသူ့ကိုတတ်ပြီးတော့အပြစ်ပေးပြီးသွားပါပြီဒီရူပါဒီကတော့သူ့ကိုအပြစ်မပေးတော့ပဲအလောင်းမူသားမီးရှို့ပေးဖို့អော်ပြောနေပြီမဲ့ဘသူမှမကြားပါဘူးအဲ့လိုနဲ့ရွာသားကြီးကဒီရူပါဒီရဲ့လောင်းကိုစီရင်ပြီးတော့မြုံနှံလိုက်ကြပါရီအဲ့ဒါကြောင့်ဒီရူပါဒီကသူ့ကိုဒီလိုလုပ်တဲ့ရွာသားတွေကိုတယောက်မှအရှင်မထောက်လို့ပြောနေပါရီဒီရူပါဒီကအိမ်ပေါ်ဝတိုင်းကိုအကြောက်တရားကြီးဖြတ်ပြီးတော့ ိမ်တိုင်းမှာငိုတန်းနေဖုံးလောင်းအောင်လှုပ်တော့မှာပါအိမ်နောက်မှာတော့မိုရှာဝရီအရှိတောင်ပိုင်းကအိုဒေလာဦးမကောင်းဆိုးဝါးဝိညာဉ်နောက်ဆက်တော့မယ်ဆိုတာဂရုဒေဘာကသိနေခဲ့ပါတယ်ခြေလာကြပြီးတဲ့အခါမှာတော့ရာဂျီရာဂျီအပွဲတော်မှာကလီနေတူကခုံနေခဲ့ပါတယ်တကယ်တော့ရောမာမင်္ဂလာဆောင်မမြင်ခဲ့ရတာက6လကြာပြီမလို့ရာဂျီရာဂျီကပျော်ရှင်နေခဲ့တာပါရွာသားတွေကတော့တီယူပါတီတည်ပြီးမှရွာကငြိမ်းချမ်းလာတာလို့ပြောနေကြပါတယ်အိမ်နောက်မှာဆွမ်မီကတင်းကျိုင်းကနေဖြစ်လာတော့အပင်ရောက်ထိုင်တောင်းနေတဲ့ရွာသားတွေကလမ်းခေါ်နေပါတယ် ရွာသားကြီးကမူပြီးတော့ဆွမ်းမီကိုပေါက်ကြရီပြောနေတာကြောင့်ဆွမ်းမီလေးစိတ်ညစ်သွားပါတယ်။အဲဒါကြောင့်ပြန်ထွက်လာတဲ့အခါမှာကျင်ငယ်သွားကြည့်နေကြတာကြောင့်ဆွမ်းမီလေးနေရာရှာနေပါတယ်။အဲနောက်မှာဆွမ်းမီကတီရူပါတီကိုမြုံနှံထားတဲ့မြေပုံစီကိုလာပြီးတော့ကျင်ငယ်လာဆွတ်ပါတယ်။အဲဒီချိန်မှာပဲဆွမ်းမီကတကိုင်းကြောက်ကိုတက်နေမိကြတာကြောင့်ခြေထောက်သွေးထွက်သွားပါတယ်။ဆွမ်းမီရဲ့ခြေထောက်ကသွေးတွေဟာတီရူပါတီအလောင်းနှိမ့်ထိဝင်သွားခဲ့ပြီးတော့ချက်ချင်းဆိုသလိုပဲဆွမ်းမီကိုဝင်ပူးလိုက်ပါတယ်။အဲနောက်မှာတော့ဆွမ်းမီက ယူကာဇာဇနီးမောင်နှံကိုလာရောက်ဆူတောင်းပေးနေပြီမဲ့တီရူပါတီရဲ့ဝိညာဉ်ဝင်နေတာကြောင့်စိတ်ကထိန်ချုပ်မရဖြစ်နေပါရင်အဲဒီနောက်မှာတော့မင်္ဂလာဦးညစီကိုစွာမီကရောက်လာခဲ့ပါပြီပြီးတော့တီရူပါတီဝင်ပူးနေတဲ့စွာမီကသရိုးသားကိုပိုင်းရလိုက်တာကြောင့်သရိုးသားကလည်းအဝေးကိုလွင့်ထွက်သွားပါပြီအဲဒီနောက်မှာတော့တီရူပါတီကသရိုးသမီးစီကိုတွားပြီးတော့သူ့ရဲ့လက်သေးတွေနဲ့အသားတွေကိုချစ်ကုပ်နေပါပြီပြီးတော့သရိုးသမီးထွက်ပြေးဖို့လုံနေတဲ့အချိန်မှာပဲစပင်းနီကိုဆွဲဆောင်လိုက်တာကြောင့်ဥယျာဉ်ပြားကြီးကျွတ်ထွက်ကုန်ပါပြီဒီလိုနဲ့မင်္ဂလာအိမ်မှာနာရေးပြတဲ့အခါမှာတော့ ဂျွာသားအလုံးအားယုံရင်ဆန်ခနဲ့ရောက်ချလာပါရီအလောင်းတော်ရင်ခွဲရုံကိုယူသွားခဲ့ပြီးတော့ဆောင်မီကိုတော့ရဲတွေကဖမ်းချုပ်ထားပါရီဆောင်မီကတော့ဘာမှမမှတ်မိပဲသူ့ဖုန်မိကြံနေတာကြောင့်ဖုန်းလာယူတော့အထဲမှာယုံရင်ဆန်ခတဲ့ဖြစ်ကုန်တာလို့ပြောပါရီအထဲရောက်တဲ့ခါမှာတော့ကော်မလီကတည်နေပြီမလို့ရဲတွေကဆောင်မီကိုစစ်ဆေးဖို့ဖြစ်လာပါရီအဲ့နောက်ရဲတွေကဆောင်မီကိုဒုံးနဲ့ရိုက်နဲ့စစ်ဆေးမင်းမြန်းကြပါရီပြီးတော့ရဲတွေကဆောင်မီဘာလို့ဒီဥယျာပြားပွင့်ထွက်တဲ့ဒီသဘင်ဆောင်ဆွဲခဲ့တာလဲလို့မိနေကြပါရီအဲ့နောက်မှာဆောင်မီကမှတ်မိသွားခဲ့ပြီးတော့ ။ညောင်မယောင်မှာအရေးတောင်းနေရင်ဂျန်ငယ်ရော်ဘီကသူ့ကိုခေါ်ပြီးတော့ဒီလိုစကားကြီးပြောခဲ့တာလို့ပြောပါရီ။အဲဒါကြောင့်ရေဒီကဂျန်ငယ်ရော်ဘီကိုဖမ်းပြီးတော့ရိုက်နှက်မေးမြန်းပါရီ။ဂျန်ငယ်ရော်ဘီကတော့သူဒီလိုပြောခဲ့တာတွေကသူစိတ်နဲ့မဟုတ်ပဲတီရူဘာရီရဲ့ဝိညာဉ်အကြောင်းလို့ပြောလိုက်ပါရီ။အိမ်ထောက်မှာတော့ရွာရဲကကလေးမလေးတစ်ယောက်ကတရေပူနေတာ၃ရက်လောက်ရှိနေပြီမလို့ကျွမ်းကျင်သူနဲ့လာပြပါရီ။အဲလိုနဲ့ကလေးမလေးရဲ့မိဘတွေကညာရိုရီခါမှာတော့ရွာချန်စီယူနာတီလာပြီးတော့ချက်ကိုလာပြီးတော့ပြစ်ပါရီ။အိမ်ထောက်မှာတော့မကောင်းဆိုးဝါးက လေချိုးခံထားတဲ့ချက်ကိုတီချာစားတောင်းနေတဲ့မြင်ကွင်းကိုဘန်ကာတက်ချ်ကတွေ့လိုက်ရပါတယ်။အဲဒါကြောင့်ဘန်ကာတက်ချ်ကရာရက်ဒီရဲ့သမီးဒီလိုကြုံတွေ့နေရတာကတခခုခုပဲလို့ပြောနေပါတယ်။အိမ်နောက်မှာတော့ဂျာမီကွန်တော်ဥက္ကရာရဲ့သားမင်္ဂလာဆောင်မှုဖြစ်လာပါတယ်။ဒါမင်းဒီကိစ္စကိုသိနားလေတဲ့သူကတော့ရှေ့မင်္ဂလာဆောင်မှာဖြစ်သွားတဲ့လူသက်မှုတော်ဖော်လို့မပြီးသေးပဲနဲ့ရွာမှာအချီနီပူဆိုးလာတာကြောင့်မင်္ဂလာမဆောင်သင့်ဘူးလို့ပြောလိုက်ပါတယ်။အဲလူကတော့ဆွာမီကမူးပြီးတော့ကောင်မလေးကိုမရင်းကျင်ပြီးတော့တတ်ပြစ်တာလို့ပြောပါတယ်။ဒါမင်းအဲလူကတော့ မူမမန္တာရီဖြစ်နေတာလို့ပြောပြီးမြေဖိဆာလာပေးတဲ့သူကကြောက်နေရင်လဲမင်္ဂလာဆောင်ကိုမလာဘူးပြောလိုက်ပါရင်အိမ်ညမှာပဲတီယူပါတီမြေပုံနားကနေစပိန်တစည်းထွက်လာပါရင်အိစပိန်ကရွာလေးကိုရှောက်ပတ်ပြီးတော့ဘဲကိုတီးနေတာပါပြီးတော့တီယူပါတီကရွာရင်းမှာမင်္ဂလာဆောင်မှုစီစဉ်နေကြတာကိုပါတည်သွားခဲ့ပါရင်အိမ်တော်မှာချန်နူနဲ့မိသားစုဝင်တွေကတီယူပါတီမြေပုံနားကိုရောက်လာကြပါရင်အဲလိုနဲ့ချန်နူတို့ကမြေပုံနားစပိန်ကိုမြင်သွားကြပါရင်အဲဒါကြောင့်စပိန်ကိုချန်နူယူလာတာလို့မိလိုက်ပါရင် အားလုံးကတော့ channel move ပြီးတော့စပိန်ထားခဲ့တယ်လို့ပြောနေကြပါတယ်။အဲနောက်မှာတော့မိသားစုဝင်တွေကျွေးမွေးပြီးတော့အိမ်ပြန်သွားတဲ့အခါမှာတီရူပါတီကတော့စပြီးတော့စားတောက်ပါတယ်။နောက်နေ့မနေ့မှာတော့ရွာမမင်္ဂလာဆောင်ကျင်းပနေပြီမလို့စီကားနေကြပါတယ်။အဲနောက်မှာတော့ရွာတကြီးကမင်္ဂလာဆောင်လက်ဖွဲ့ငွေသားနည်းနည်းထည့်လိုက်လို့ပြဿနာဖြစ်နေပါတယ်။အဲနောက်ရွာတကြီးနဲ့သူ့ကိုစားတဲ့သူတွေရောက်နေစကားများနေကြပါတယ်။ပြီးတော့ရွာသူကြီးကစိတ်တူတူနဲ့ပါတီအကြောင်းလာထင်းရင်တော့အဲ့ဒီလူရဲ့ကိုတွင်းအင်္ကာတွေကိုလက်ပလာနဲ့ဆွဲခွာပြစ်မယ်လို့ပြောလိုက်ပါတယ်။ အဲ့လိုနဲ့သူတို့သမီးအဖေနဲ့ရွာလူကြီးတို့ပြဿနာတက်ပြီးတော့အချင်းကြီးကပိုဆိုးလာပါရင်ရွာလူကြီးအားခုလိုငွေသားနည်းနည်းပဲထည့်တာကြောင့်သူ့သမီးရဲ့မင်္ဂလာပွဲကိုလာဆော်ကားနေတယ်လို့ပဲလို့ပြောလိုက်ပါရင်သူတို့သမီးရဲ့ဖေကတော့ရွာသကြီးသမီးရဲ့မင်္ဂလာပွဲလေးဆုပ်ပေးတာကြောင့်တီယူပါတီအားခုလိုမရင်းကျင်ပြီးတော့တက်ပြစ်လိုက်တာလို့ပြောလိုက်ပါရင်အိမ်ကမှာတော့ရွာသကြီးကမူယူပြီးတော့အပေါ်ဆွန်မှုရောက်လာပါရင်အိမ်ကတီယူပါတီမျိုးပုံဖြစ်ပြီးတော့ရွာသကြီးကတော့တီယူပါတီအသက်ရှင်စဉ်က တရွာလုံးကိုကြောက်သေးပအောင်လုပ်တယ်လို့အခုတရွာလုံးကလည်းတီယူပါတီကိုတင်းနဲ့ပန်းနေပြီလို့ပြောလိုက်ပါတယ်။ပြီးတော့ရွာသားကြီးကမနက်ကသတို့သမီးကိုလည်းဖြစ်ဆွနဲ့ကြုံစီချင်ပါရီ။အဲဒါကြောင့်ဒါကအဲ့ဒီကောင်မလေးရဲ့မင်္ဂလာဦးညဖြစ်တယ်လို့နောက်ဆုံးညလေးဖြစ်သွားနိုင်တာပဲလို့ပြောနေပါတယ်။အဲဒါမှာတော့တီယူပါတီမြေပုံကနေပြီးတော့စူးစူးပြီးရွာသားကြီးခြေထောက်ကသွေးထွက်သွားပါရီ။အဲလိုနဲ့ရှေးတစ်ခေါက်ကလိုပဲသွေးရတီယူပါတီရဲ့လောင်းစီကိုစီးကျသွားပြီးတော့ရွာသားကြီးစီကိုတခါရင်ဝင်ပူးသွားပြန်ပါရီ။အဲနောက်မှာရွာသားကြီးက ချီကာဂိုဂရန်ယူမောင်းပြီးတော့မင်္ဂလာပွဲစီကိုသွားပါရီပြီးတော့မင်္ဂလာပွဲမှာကအရှိမဆောင်နေတဲ့သူတွေရှိနေပြီးတော့အားလုံးကအိပ်ပျော်နေကြပါရီတကယ်တော့သူတို့အသားနဲ့သူတို့သမီးကအိမ်ထဲမှာရှိမနေပဲယာရီထဲမှာရှိနေတာပါအဲ့ဒါကိုတီရူပါဒီကတီသွားခဲ့ပြီးတော့ယာတဲတွေကိုလိုက်ဖို့စဉ်းစားနေပါရီပြီးတော့သူတို့သမီးနဲ့သူတို့သားတို့ကခြံစည်းကိုခက်ပြီးတော့မြေမှာစိုက်ထားတာကြောင့်တီရူပါဒီကသူကိုယ်တိုင်ဖြိုးဖြစ်လာပါရီသူတို့သမီးကချမ်းသာပြီးမယ်လေသူများတွေလိုဟန်နီမွန်းခီးမထွက်ချင်မဲသူ့ရောက်မှာပဲနေချင်တာပါ ိန်နောက်မှာတော့တီယူပါတီရောက်လာခဲ့ပြီးတော့သူ့ရဲ့ခြေကနေပြောင်းမှုခင်းရမင်္ဂလာတဲ့ကိုဖြူချလိုက်ပါရင်ဒါကြောင့်သူတို့သားနဲ့သူတို့သမီးကလွန်းထွက်သွားခဲ့ပြီးတော့ရာခင်းရလေးမိကြီးလောင်နေကြပါရင်အိန်နောက်မှာတော့သူတို့သမီးဟာပါဇက်သေးပြောင်းမှုကိုစိုက်ခံရပြီးတော့ဥယီပြားလန်ကဒီကုလုံးမီးလောင်တန်ရနေတီဆုံးနေပါရင်အဲ့လိုနဲ့ရွာသားတွေဟာသူတို့သမီးနှစ်ယောက်ကိုတတ်ခဲ့တဲ့ဆွာမီးနဲ့ရွာသားကြီးကိုရဲလက်ကနေလွဲပြောင်းယူလိုက်ကြပါရင်ပြီးတော့တိပင်မှာချီနှောင်ပြီးတော့သွေးလေးလေးထွက်အောင်ရိုက်နှက်ပါရင် အဲဒီနောက်မှာတော့ရွာသကြီးကသူနဲ့သူတို့သမီးဖီရဲ့ချားမှာဘလို့ပြဿနာပဲရှိရှိသူဒီလိုမလုပ်ဘူးလို့ပြောပါရီသူတို့သမီးတွေရဲ့အမိတွေဟာသူတို့ရဲ့သမီးတွေကိုတတ်ခဲ့တဲ့သူတွေကသမီးတွေနဲ့ယဉ်ဒီဆုံးဖြစ်နေတာကြောင့်ပိုလို့တောင်ဒေါသထွက်ပြီးတော့ဝမ်းနေနေကြပါရီရွာသကြီးနဲ့ဆွာမီတို့ကတော့သူတို့အပေါ်သွားပြီးတဲ့နောက်မှာဘာမှမမမိတာကိုပြောပြီးမှဘယ်သူမှမယုံချပါဘူးအဲဒါကြောင့်ရွာသားအလုံးကသူတို့ကိုတိတ်မကြခင်မှာကြောက်ခင်းနဲ့ထုပြီးတော့တတ်ပြစ်မှာကိုရွာသကြီးကသိနေခဲ့ပါရီဆွာမီကလည်းသူ့ကိုယ်သူတတ်တည်တော့မယ်လို့ပြောတာကြောင့်ရဲတွေကဝိုင်းကြပါရီ ိနောက်မှာတော့ဝင်းကြီးဘူးကတ္တာကိုဖေရှားပြီးတဲ့လူတယောက်ရောက်လာခဲ့ပြီးတော့ရွာသကြီးနဲ့ဆွာမီတို့အမားမဟုတ်အကြောင်းကိုလာပြောပါရင်ပြီးတော့ CCTV ပေါ်ဖွင့်ပြခဲ့ပြီးတော့ပီတာလာအိုင်လန်ယာရဲ့တမီးကဝင်းကြီးဘူးကတ်ခံရတဲ့အကြောင်းကိုပြောပြပါရင်ဒါပြင်ဘန်ကာတစ်ကအိညာကရစ်ပူဆိုပြီးတော့ပြန်လာတဲ့ခါမှာပကံမောကချက်မေးကိုစားနေတာ TV မှာပြလိုက်ပါရီဘန်ကာတီကအိမ်ထဲမှာရှိတဲ့စပိန်ကဘာလို့ရွာထဲမှာလဲလဲနေရတာလဲလို့မေးခွန်းပြန်ပြီးတော့ထုတ်လိုက်ပါရီအဲဒါကြောင့်တီရိုပါတီကလူတီဗီမှာဝင်းကြီးရှင်သန်နေတဲ့အကြောင်းကိုတီရွာလုံးကိုပြောပြလိုက်ပါရီ တကယ်တော့ရွာသားတွေရဲ့တကြုံမြေမြုပ်ပြည်တံကြောင့်ပဲတီတူပါတီဟာသူ့ရဲ့မပြည့်သေးတဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ရှိနေကြတာမှာအိမ်တော်မှာရေမှုရောက်လာခဲ့ပြီးတော့တရေလုတ်တယ်လို့တက်တည်ပြချင်နေတဲ့အလာဘတ်ကိုချုပ်ထားခိုင်းပါတယ်တကယ်တော့အလာဘတ်ကတီဝါလုံးကိုမကောင်းဆိုးဝါးသက်စီတရေရန်ကနေကာဝယ်ပေးနေတဲ့တူလေးတော်သူပါရေကတော့အခုဟာခေကောင်းရောက်နေပြီမလို့တီတူပါတီကိုပြည့်ပင်မှုကနေလွတ်မြောက်ဖို့အကြောင်းပြချက်နေနေတုံးနေတာလို့ထင်နေပါတယ်အလာဘတ်ကတော့သူငယ်စဉ်တည်းကသက်စီတရေတွေကိုမြင်မှုသလို့ သူတို့ရဲ့ရွာသကြီးနဲ့ဆွာမီကသူတို့အလို့သူတို့ကိုလုံနေကြသူတွေပဲလို့ပြောလိုက်ပါတယ်အလာဘတ်ကတော့ရွာကိုကယ်တင်ဖို့ကြိုးစားနေတာကြောင့်သူ့ရဲ့တစီတရေဇလံကိုယုံပေးဖို့ရဲကိုပြောနေပါတယ်ရဲကတော့သူ့ကိုနောက်တစ်ခါရာဇဝတ်မှုဖြစ်ရင်ရဲစခန်းလာတိုင်းစရာမလိုအောင်တီယူပါတီရဲ့လောင်းတော့မှတေးထူပြီးတော့ထိုင်နေမှာမလို့တရေတစီမရှိတော့ဘူးတက်တည်ပြမယ်လို့ပြောပါတယ်ရဲကတော့တီယူပါတီပေါ်မှာထားရပြစ်တင်မှုဟာဒီလိုတွေကိုကာကွယ်ဖို့သူတို့တွေလှုပ်ထားတဲ့အကြံစီဆိုတော့ကိုတက်တည်ပြဖို့အတွက်ကြိုးစားပါတယ်အဲ့နောက်မှာရဲကတင်းကြိုင်းမိမှာယာယီတေးဆောက်ပြီးတော့ ီရူပါတီရဲ့မြေပုံကိုသုံးသပ်နေပါရင်အဲ့ဒီတော့ရေမူကသူ့ရဲ့တပည့်တွေအားလုံးကိုထွက်သွားခိုင်းလိုက်ပြီးတော့လုံခြုံရေးမလိုကြောင်းကိုပြောပါရင်နောက်နေ့မနက်မှာတော့တီရူပါတီရဲ့လောင်းနားမှာထိုင်နေတဲ့ရေမူကမျက်လုံးပွင့်လျက်သားနဲ့တည်နေပြီးတော့တစ်ဖက်ကမျက်လုံးကလည်းပြုတ်ထွက်နေပါရင်ပြီးတော့ရေမူရဲ့ကြောမှာလည်းအယိုးရီပေါ်နေတဲ့အထိကိုချစ်ခံထားတာကိုတွေ့လိုက်ရတာကြောင့်ရွာသားတွေရောရဲတွေပါလန်သွားခဲ့ကြပါရင်တကယ်တော့ရေမူကတဲထိုးပြီးတော့စလိအရဲ့ထိုင်တောင်းနေတော့မှစပိန်ဘဲအတံကိုကြားလိုက်ရပါရင်အဲ့တော့မြင်တော့မမြင်ရတော့ အမြန်ဖြတ်မောင်းနေတဲ့စပိန်စည်းဖြစ်ပြီးတော့လူမပါပါဘူး။အဲဒီနောက်မှာတော့စပိန်ကရဲမှုကိုဒုတိုက်ဆွဲခေါ်သွားပြီးတော့တပ်ပစ်လိုက်ပါရီ။ဒီလိုနဲ့အားလုံးကြောင်းမှာနာမည်ကြီးလာခဲ့ပြီးတော့တီတူပါတီကအရာရှိတယောက်ကိုတပ်ပစ်လိုက်တယ်ဆိုတာရွာထဲမှာသတင်းပြန့်နေခဲ့ပါရီ။အဲဒီနောက်မှာရွာသားတွေဟာညကစပိန်ကကလင်အတန်ကြားတာနဲ့အိမ်တွေကိုပြေးဝင်ကြပါရီ။အဲဒီလိုနဲ့ရွာတွေကလူတွေဟာအိမ်ကိုအဆောင်ရှောင်နေဖြစ်အောင်ရေတွေအားခြိကြပါရီ။အဲဒီနောက်ရာဒါစီကိုတရားလုံးကတွေးကြပါရီ။ရွာသားတွေကရာဒါကိုအကြောင်းဆုံးပြောပြတဲ့အခါမှာ ရာဒါဟာယင်ထုမနာဖြစ်နေပါရင်ရာဒါကရွာကိုကယ်ဖို့သူကိုယ်တိုင်မုတ်ဆိုးမအဖြစ်ခံထားတာတော့ရွာလူတွေကတီတူပါတီကိုအပြစ်ပေးပြီးတော့အသက်ရှင်အောင်ထားလိုက်တယ်လို့ဖြစ်နေတာပါအဲဒါကြောင့်ရွာသားတွေကတီတူပါတီစီကနေလွန်မြောက်နိုင်မယ့်နီလန်းကိုရာဒါသိရင်တော့သူတို့ကိုပေးဖို့တောင်းဆိုနေပါရင်ရာဒါကတော့ရွာသားအလုံးကိုဘိုင်ရာဘီတယောက်ဝဲကယ်တင်နိုင်မယ်လို့ပြောပါရင်ဘိုင်ရာဘီကငငယ်လေးတွေကရွာကနေထွက်ပြေးသွားတာပါဘိုင်ရာဘီကသူ့ရဲ့အပြူဘွားကိုမဆွလွန်နိုင်တဲ့အကြောင်းယောက်ျားပေးစားတဲ့အိမ်ကနေထွက်ပြေးသွားခဲ့တာပါဘိုင်ရာဘီက ရထားမှဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘာသာစကားနဲ့ဝစ်စားစီရင်မှုကစပြောင်းလဲသွားပါပြီ။ဟိမွန်နာနင်းတောင်ထဲမှာနေတဲ့ဘိုင်ရာဘီဟာသူ့ရဲ့စစ်မှန်တဲ့ဘာသာတရားကန့်ဆိုင်မှုတွေကြောင့်သူတို့စီနေအများကြီးသူ့ရဲ့တပည့်တွေဖြစ်လာပါပြီ။အခုတော့ဘိုင်ရာဘီကဂျီရိုတီလင်ဂါရီနီးမသတင်းသုံးနေတာပါ။အဲဒါကြောင့်ရွာသားတွေကမိတဲ့အခါမှာတော့ရမဂီရီခန္ဓာရဲ့ခြေမှာပျက်စီးနေတဲ့ရှိပါဖျားကြောင်တစ်ခုရှိပြီးတော့ဘာဘာမရဲ့နှစ်ပတ်လည်အချိန်မှာဘိုင်ရာဘီကနှစ်စဉ်အလေသွားလေးရှိတာကြောင့်ရှာဖို့ပြောလိုက်ပါပြီ။အဲဒီတော့ရွာသားချို့ကတော့ ။ဘိုင်ယာမီစီသွားပြီးတော့တဲတောင်မြင်ရည်တွေနဲ့နေရာပေါင်းစုံကိုချော်ဖြတ်ပြီးတော့ရောက်လာခဲ့ကြပါရီ။အဲ့လိုနဲ့ရွာသားတွေရဲ့မြင်ကွင်းမှာပေါ်လာတဲ့လူတချို့ကနွားသားပေါက်လေးကိုအနိုင်ကျင့်နေကြပါရီ။အဲဒါကြောင့်နီနာလူတွေကလည်းအရှင်ရှီဘောင်းကိုတားလိုက်တဲ့အချိန်မှာရှီဘောင်းဆက်တီလိုဝစ်ထားတဲ့ဘိုင်ယာမီတယောက်ရောက်လာခဲ့ပါရီ။ဘိုင်ယာမီနဲ့သူ့ရဲ့တပည့်တွေရောက်လာခဲ့ပြီးတော့နွားကလေးကိုအနိုင်ကျင့်တဲ့သူတွေကိုပညာပြပါရီ။အဲဒါကိုရွာသားတွေမြင်သွားခဲ့ပြီးတော့ဘိုင်ယာမီကိုလမ်းခေါ်ပါရီ။ဘိုင်နာဘီလိုက်လာဖို့အတွက်ယော်သားတွေက24နာရီပြည့်အောင်ရက်ပြီးတော့တောင်းပန်နေပါတယ် ဘိုင်နာဘီကတော့ကိုပြူတဲ့အဖြစ်နဲ့ကိုဘသာခံမှုပြောပြီးမြွာသားကြီးကလက်မလျှော့ပါဘူးအိမ်နောက်မှာတော့ရွာသားကြီးရဲ့တင်းတောင်းဆုံမှုကြောင့်ဘိုင်နာဘီကရွာကိုလိုက်လာခဲ့ချပါရီရွာသားကြီးကလည်းဘိုင်နာဘီကိုကောင်းကောင်းမွန်မွန်ကြိုဆိုချပါရီဘိုင်နာဘီကရွာကိုရောက်တာနဲ့အိမ်ထဲကိုဝင်ကြည့်ပြီးတော့ဘာဘာမောင်ကိုတတိယနေပါရီအိမ်နောက်ဘိုင်နာဘီကဆူတောင်းဝိတ်ပြုတ်ပြီးတော့လူရီတီဆုံးခဲ့တဲ့နေရာတွေကိုဖျက်လာခဲ့ပါရီပြီးတော့ဘိုင်နာဘီကတီယူပါတီမြေပုံနောက်ကိုသွားပြီးတော့ချောင်းနဲ့နေနေအခါမှာတီယူပါတီကနာကျင်လုံးလုံးအော်ဟစ်နေပါရီ ဘိုင်ရာဘီအောင်ပေါ်ကနေရွတ်ဖက်နေတဲ့အချိန်မှာမြေအောင်ထရကြီးရူပါတီကတော့နာကျင်လုံးလို့သူ့ကိုမလုပ်ဖို့တားနေပါရင်အဲ့တော့မှဘိုင်ရာဘီကသုံးခွမင်းကိုကန်ပြီးတော့ရွတ်ဖက်ဆွတောင်းနေတော့မှပုံဝန်းကျင်တစ်ခုလုံးမှဆူညံနေခဲ့ပါရင်မြေပုံကလည်းမငြိမ်မသက်ဖြစ်နေခဲ့တာကြောင့်ဆွတောင်းပြီးမှပဲဘိုင်ရာဘီတယောက်ကြီးရူပါတီမြေပုံကိုသုံးခွမင်းနဲ့ထိုးလိုက်ပါရင်အဲ့တော့မှတော့ကြီးရူပါတီဝိညာဉ်ကိုဆယ်ရက်ကြာချုံတော်မှုပစ္စည်းစုဆောင်ရမယ်လို့ဘိုင်ရာဘီကပြောပါရင်အဲကတော့အရှင်ဂျန်ဂါမိုင်ရာရဲ့ ဖျားเจ้าမောက်ကိုးကွယ်ခင်ရတဲ့နန်းဒီလေးခုလိုအပ်ကြပါပြီးတော့လက်မလွဲထားတဲ့ကောက်နံကိုမျိုးလိုအပ်ပါသည်။ဒါပြင်ခင်ကမြည်ရဲ့စီးစင်းနေတဲ့ရေကိုပါလိုအပ်ခဲ့တာကြောင့်ရွာရီကယူပေးရပြန်ပါရင်ဒီလိုနဲ့ဘိုင်ရာဘီကလိုအပ်တာတွေကိုမြေပုံပေါ်မှာဖြူပြီးတော့နာဂါစာတူးတွေရဲ့သဖြင့်ပုံစံနဲ့အာယုန်တွေကိုအသုံးပြုပြီးတော့ခြင်အောင်လိုက်ပါရီ။အဲနောက်မှာတော့သူတို့စပြီးတော့ခြင်အောင်ပြီးနောက်ရဟာရှူဂလာပရှာဖြစ်တာကြောင့်ရှူဂလာပရှာပြီးဆုံးချိန်မှာတီရိုပါတီရဲ့မကောင်းဆိုးဝါးဝိညာဉ်ကအာနေသွားမှာပါ။ ဗိုင်ရမီလောက်ခဲ့တဲ့နန်နီတွေရွှေ့သွားရင်ဒါမှမဟုတ်ကောင်းတဲ့ကုမျိုးမလက်ဆက်တော့ရင်ဒါမှမဟုတ်လူတယောက်ရဲ့ရိတ်မြေပုံပေါ်ချနေမကောင်းဆိုးဝဝိညာဉ်ရဲ့ဖြည့်ဆည်းမှုကိုဖျားတော်ဝင်တားနိုင်တော့မှမဟုတ်ပါဘူးအဲဒါကြောင့်15ရက်အတွင်းမှာမိသားစုစုစီကလူတယောက်အလဲကျတင်းကျိုင်းကိုစောင့်ကြည့်ရမှာဖြစ်ပါရင်ငဲဒါမှမဟုတ်တလိစံနေတော့ဒီမျိုးကိုမဖြတ်တဲ့နာကြောင့်တေချာစောင့်ကြည့်ရမှာပါတကယ်လို့သူတို့တွေကအလောင်းကိုတူပြီးတော့မီးရှို့လိုက်ရင်ကာဘလာမူရှာကိုရှာရမယ်လို့ဗိုင်ရမီကပြောပါရီရွာသားတွေကတော့ဒီ15ရက်ကို သူတို့နဲ့နေပြီးတော့ကဗလာမူရှာကိုရပြီးမှသွားဖို့ဘိုင်ရာဘီကိုတောင်းဆိုနေပါရင်အဲဒါကြောင့်ဘိုင်ရာဘီလည်းလက်ခံလိုက်ပြီးတော့မလနာဖျားเจ้าမှာသူ့အတွက်တာနေရာထိုင်ခင်းစီစဉ်ခိုင်းထားပါရင်ဒီလိုနဲ့ရွာသတင်းလိုက်တဲ့သူတွေကဒရုန်းနဲ့ရိုက်နေတီရိုဘာရီရဲ့မြေပေါ်မှာဒရုန်းပြုတ်ချသွားပါရင်အဲဒါကြောင့်သူတို့လည်းလေးသိမ်းတဲ့ဒရုန်းကိုတောပြန့်ယူဖို့လို့တော့ရွာသားတယောက်ကကြားပါရင်တကယ်လို့ဒီမျိုးမသာဖြစ်ရင်သူတို့ရွာလေးရှိနေတော့မှာမဟုတ်ဘူးလို့ပြောလိုက်ပါရင်အဲဒါကြောင့်ရိုက်ကူးရေးသမားတွေကထွက်သွားခဲ့ပြီးတော့ရွာသားကိုတောင်းပန်လိုက်ပါရင် ဒိုင်းမင်းညမှာတော့ဒရုန်းပိုင်ရှင်ကအစည်းကိုကြော်ပြီးတော့သူ့ရဲ့ဒရုန်းကိုပြန်လာယူပါရီအဲ့လိုလာယူနေထိခိုက်မိပြီးတော့သွေးဆက်ကအလောင်းပေါ်ကျသွားခဲ့တာကြောင့်ဝင်ပူးသွားပါပြီဒေါ်ဟုဘိုင်နာဘီကတည်သွားခဲ့ပါရီအဲ့နောက်မှာတီရူပါရီကချက်ချင်းလိုက်လာခဲ့ပြီးတော့ဘိုင်နာဘီရှေ့အောင်ရောက်လာပါရီတီရူပါရီခြေလမ်းကိုပြင်တော့မှဘိုင်နာဘီရိတ်ကနေပြီးတော့မွေဖြည့်ပြောင်းပြီးတော့တီရူပါရီကိုပောက်ပါရီမွေကြီးကအီယာမမွေဖြည့်ပြောင်းသွားခဲ့ပြီးတော့တီရူပါရီကိုတတ်ဖို့ကြိုးစားပါရီတီရူပါရီကလည်းစပိန်ကိုခေါ်ပြီးတော့ သူ့ရဲ့စပိန်မော်အခမ်းနားထိုင်ကမွေကိုရှောင်မာရီမွေကလည်းထက်ချက်မကွာလိုက်လာခဲ့ပြီးတော့တီယူပါတီကမွေကိုလောင်ပြောင်နေခဲ့တာပါအဲနောက်မှာတော့မွေကစပိန်ကိုရစ်ပတ်လိုက်တာကြောင့်တီယူပါတီလည်းထွက်ပြေးပါရီအဲနောက်မှာမွေရဲ့တူဘိုင်ရာဘီရောက်လာပါရီအဲလိုနဲ့ဘိုင်ရာဘီနဲ့တီယူပါတီတို့ဟာရွာတက်တိုက်ခိုက်ကြပါရီသူတို့နှစ်ယောက်ကြားပြိုင်ဆိုင်မှုဟာတင်းမာလာခဲ့ပြီးတော့ဘိုင်ရာဘီကတော့ဝိညာဉ်ကိုဖျက်ဆီးဖို့ကြိုးစားပါရီ15ရက်ကြာပြီးတော့ရာဒါလေးလွန်မြောက်လာပြီးတော့ဘိုင်ရာဘီနဲ့တွေ့ပါရီ ရာရာကတော့ရွာသားတွေကသူ့ယောက်ျားရဲ့နှိမ့်ဆက်မှုကနေလွန်မြောက်တော့မှလို့ပြောလိုက်ပါရင်အဲ့ဒီချိန်မှာပဲယူဖက်နီရဲ့ဆောင်ရွက်ကယူရီရဲ့မီလောင်ပြီးတော့ခန်းင်းကမီလုံးနဲ့ကျွမ်းသွားပါရင်ဒါပြင်လီဒီတာတိုက်ပြီးတော့သူတို့ပြင်ထွက်ကြည့်တဲ့အခါမှာတီယူပါတီရဲ့အတန်ကြီးကိုချလိုက်ကြပါရင်တီယူပါတီကသူ့ကိုကန့်သက်ပြီးတော့မလာနာရဲ့မင်္ဂလာပွဲကိုကျင်းပနေတာလားလို့မေးပါရင်အဲ့နောက်လီဝေကြီးဖြစ်ပေါ်လာတင်းကြီးမြင့်စီကိုဘိုင်နာဘီနဲ့ရွာသားတွေရောက်လာခဲ့ကြပါရင်တီယူပါတီကတော့သူ့အတွင်ပြောင်းမှု လူသားခန္ဓာကိုမလိုအပ်တော့ဘူးလို့ပြောပြီးတော့အင်အားကြီးလေးပွေဖြစ်နေပုံပြောင်းနေပါပြီ။ပြီးတော့မီးထဲမှာရောရေထဲမှာပါပုံပြောင်းနေကြတာကြောင့်ဗိုင်းရာဗီကိုထိတ်လန့်စေပါပြီ။အဲဒီနောက်မှာတော့မြေပေါ်ကနေမြင်းတစ်ချောင်းပေါ်လာခဲ့ပြီးတော့ရွာသားတယောက်ကယိုရီရဲ့ဖြစ်လိုက်တော့ခေါင်းပြတ်ထွက်သွားပါပြီ။ရွာလေးဟာသတော်ဝါရီတီချေတယ်လို့မိခွေးနဲ့ရောက်နေတယ်လို့ဖြစ်နေတာကြောင့်ဗိုင်းရာဗီတယောက်လက်မှိုင်ချနေပါပြီ။ဒါပေမဲ့ဗိုင်းရာဗီကစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ရွာသားကြီးအားလုံးကိုကြည့်ပြီးတော့ဘာဆက်လုပ်ရမလဲဆိုတာကိုစဉ်းစားနေပါပြီ။ရွာသားကြီးကအလုတ်ကိုင်မရှိစားစရာမရှိတီးနှံမရှိပေါ်ကနေ မကောင်းဆိုးဝါးလောက်မှနေနေရတာပါဘိုင်နာဘီကတော့ရွာတွေကိုလိုအပ်တာတွေလိုက်ပတ်ဖြန်းနေပါတယ်ဟီမွနာတောင်ကဘိုင်နာဘီတပည့်တွေကလေဂရုတိကိုကူညီဖို့ပြောနေပါတယ်ဂရုတိကတော့ဒက်စင်၅ခုလုံးကိုပိုင်ဆိုင်ခဲ့တဲ့တီယူဘာဒီကို ဆုံးသက်ချင်တော့အမှတ်သား၅ခုရဲ့ဆွမ်းအားတွေကိုထည့်ရမှာပါအဲဒီပစိန်ကတော့ပါရူဆူရန်ရဲ့လက်နက်ပါပဲဒါပေမဲ့ဘိုင်နာဘီရဲ့လက်နက်ကသူ့ရှာဖို့ကပန်ချရှရီဖြစ်မှာလို့ဂရုတိကပြောပါတယ်အိမ်တော်မှာကြင်ကြံအားထုတ်နေတဲ့ဘိုင်နာဘီစီကိုရွာသားတွေကပြေးလာပါတယ် ကလီမာလီယာပန်းနာရင်ချဲရှိပေမဲ့ကျောင်းသွားရေးနဲ့အချိန်ဤပူဆိုးလာပါရင်စီယုံကိုသွားဖို့ကလည်းသူတို့တွေအနေနဲ့တီယူပါတီတားထားတဲ့စီကိုကြော်လို့မဖြစ်ပြန်ပါဘူးအဲ့နောက်ဘိုင်နာဘီကရာဒါကိုကူညီခိုင်းပါတယ်ရာဒါဟာတီယူပါတီရှိရာကိုသွားပြီးတော့ရွာရေးထိန်ချုပ်မှုရှော့အောင်အာယုံလွှဲရမှာပါဒါမှသာကလီကိုကယ်နေမှာဖြစ်တာကြောင့်ရာဒါဟာမြေပုံစီသွားပြီးတော့ငိုယိုပြပါရင်တစ်ဖက်မှာတော့ဘိုင်နာဘီကစပီကာမိုက်နဲ့ရွက်ဖက်နေခဲ့ပါရင်ရာဒါတယောက်သူ့ယောက်ကြားပေးခဲ့တာဒီသူ့ယောက်ကြားကြိုက်တာတွေကိုဝစ်ဆင်ပြီးတော့အာယုံပြောင်းနေခဲ့တာပါ ဒါပေမဲ့အစပိုင်းမှာတော့အဆင်ပြေခဲ့ပြီးတော့စီးဟုတ်ဖြက်ခန်းကြီးမှာပဲပြန်ပြီးအာယုံရလာခဲ့တာကြောင့်စီးချထားတာကအသက်ပြန်ပြီးတော့ဝင်လာပါရင်အဲနောက်မှာတော့ဂျီရူပါတီကလီဝေဖြစ်နေသွားနေတာကြောင့်ရာနာကအနောက်ကနေလိုက်ရပါရင်ဂျီရူပါတီကတော့ကော်မာလီတယောက်ကိုကယ်ဖို့တူရလုံးကအစီအစဉ်ချပြီးတော့သူ့မိမကသူ့ကိုလိန်နေတာကိုတွေးမိပါရင်အဲနောက်ဂျီရူပါတီကကော်မာလီရဲ့ကိုယ်ထဲဝင်ပြီးတော့လွှားဆက်ကိုကင်ကရာဒါရဲ့ခေါင်းကိုဖျက်လိုက်ပါရင်အဲဒါကတော့ဇလန်အစကရေစကန်မှာသွားထားခင်ရတဲ့ခေါင်းပြတ်ပိုင်ရှင်ကရာဒါဖြစ်နေတာပါအဲနောက်မှာတော့တူရလုံးမှာ အလောင်းကြီးစုပုံလာခဲ့တာကြောင့်ဘိုင်ရာဘီလည်းတီရူပါတီကို တောင်းပန်မှုရောက်လာပါတယ်။တီရူပါတီကတော့ဘိုင်ရာဘီကို ရှီဘောက်ကိုဆွလွန်ပြီးတော့သူ့ကို ပြိုစင်ဘောကပေးရင်ဒီဘောကိုပေးပြီးတော့လွတ်လပ်မယ်လို့ပြောလိုက်ပါတယ်။ဘိုင်ရာဘီကလည်းမြေပုံသားမှာဒူးထောက်ပြီးတော့ငိုင်းနေနဲ့နောက်တော့သူတို့သမီးလိုပြင်ဆင်ပြီးတော့သဘောတူလိုက်ပါပြီ။ရွာသားအလုံးကလည်းနေဖျားမရှိတော့ဘူးလို့ပြောနေတာကြောင့်ဘိုင်ရာဘီကပြန်ပြီးတော့အသက်သွင်းပါတယ်။ရွာသားတွေကတော့ဘိုင်ရာဘီဘောဆုံးရှုံးလိုက်ရရင်တရွာလုံးသက်တည်ဖို့ပဲကြံတော့တာလို့ပြောနေပါတယ်။ဘိုင်ရာဘီကတော့လက်မလျှော့ပဲအရှင်ရှီဘောက်တော့ကိုးကွယ်နေပါသေးတယ်။ ိနော်ဘိုင်နာဘီဟာသူ့ရဲ့မြင့်မြတ်တဲ့ဘဝကိုပြန်တွေးမိပြီးတော့ဘာဘာမဟုတ်ပါတတိယလာပါရီပြီးတော့ဘိုင်နာဘီကသူ့ရဲ့ဆွေးကျွန်းတဲ့ဘရီကိုဆွန့်ပစ်ပြီးတော့သရိုးသမီးလိုဝေးဆင်လိုက်ရပါရီအိနော်မှာတော့ဘိုင်နာဘီစီကိုတီရိုဘာဒီရောက်လာခဲ့ပြီးတော့ပြိုစင်ဘဝကိုတိမ်းပိုက်ဖို့ကြိုးစားပါရီဒါပေမဲ့တီရိုဘာဒီကဘိုင်နာဘီနဲ့အလာဘတ်ပါဝင်ရွာသားကြီးတခုခုစီစဉ်နေတာကိုရိမ့်မိနေပါ ರೀ အဲဒီနောက်မှာတော့တီတူပါတီကရွာသားကြီးရုတ်ဖက်နေတဲ့နေရာကိုဘိုင်နာဘီကိုတွန်းထုတ်လိုက်ပါ ರೀ တီတူပါတီကရွာသားကြီးရဲ့ရှေ့မှာဘိုင်နာဘီနဲ့ပျော်မြီးဖို့ကြံပါ ರೀ ိုင်မဲဗိုင်ရာဘီကတခုတည်းဝယ်ဆက်တိုက်ယူနေကြတာကြောင့်တီရူပါတီဟာဘီဟာမီတို့နဲ့ဗိုင်ရာဘီရဲ့ခေါင်းကိုရိုက်ပါရီပြီးတော့တီရူပါတီကဗိုင်ရာဘီကိုလေဝင်းညစ်ပြီးတော့အဝေးကိုလွန့်ပြစ်လိုက်ပါရီတဖြည်းဖြည်းနဲ့ဗိုင်ရာဘီဟာတီရူပါတီရဲ့နှိမ့်ဆက်မှုကြောင့်သွေးလေးလေးနဲ့နာကျင်ခံစားနေရပါပြီဗိုင်ရာဘီတယောက်ကတော့နောက်ဆုံးအချိန်ထိရောဖက်နေရင်ကနေလူဂျာရီယာကလေးမလီယာဗိုင်ရာဘီကိုအတင်းနှိုးနေပါရီကလေးမလီယာဗိုင်ရာဘီစီကသွေးတွေပီနေတဲ့လက်ကိုကြည့်ပြီးတော့ဆူတောင်းပြေအောင်ရှီဘောက်ကိုခေါ်ပါတော့ရီအရှင်မာလာနာကိုရွာသားတွေမြင်လိုက်ရပြီးတော့ ိုင်းနာဘီစီကိုအရှင်မာလာနာကရောက်လာပါပြီပြီးတော့အားလုံးကိုအကောင်းဝတီဖြစ်အောင်ပြန်ပြီးတော့နှိုးဆွပေးတာကြောင့်ဘိုင်းနာဘီပြန်ပြီးတော့နှိုးလာပါပြီတဖက်မှာတော့တီယူဘာဒီလောင်းကိုတူးဖော်နေကြပါပြီအိမ်နောက်မှာတော့ဘိုင်းနာဘီကအရှင်ရှိဘောင်းကိုဆင့်ခွန်နိုင်ခဲ့ပြီးတော့ရွာသားတွေအားလုံးမှာဖူးမြော်ခွင့်ရလိုက်ပါပြီဒီလိုနဲ့အရှင်ရှိဘောင်းအစွမ်းနဲ့ဘိုင်းနာဘီဟာသုံးခေါက်မင်းကိုခိုင်ကတီယူဘာဒီကိုနှိမ်နှင်းမှာတော့ဒီတဖက်မှာလေအလောင်းကိုလိုအပ်တာနဲ့မီးရှို့ပစ်လိုက်တာကြောင့်တီယူဘာဒီတယောက်ပျောက်ကွယ်သွားရင်ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါပြီ